မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့နယ်စင်ပေါ်မြို့အနီးတိုက်ပွဲမှာစစ်ကောင်စီရဲ့တပ်ရင်းမှုတအုပ်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိထားပြီးတော့နောက်ထပ်တရဲမှုတအုပ်ရဲ့ရုံအလောင်းကိုလည်းရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စင်ဘုံမျိုးအနီးခလာရတင်လေးတက်ရင်ကို KIA က AP လ26ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ရက်ဇက်တိုက်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အေပီလ28ရက်နေ့ညပိုင်းမှာသိမ်းပိုက်နိုင်ခဲ့ရာဒီကနေ့မနက်မှာတော့နေကြီးရှင်းလင်းခဲ့ပြီးပြီလို့ပြောဆိုခဲ့ပါတယ်။မိုးမောက်၄၃ခုတိုက်ရင်ကိုစင်ပေါ်တိုက်ပွဲမှာအရှင်းမိထားတယ်။ဒီကောင်ဒံယာပြင်းထန်တဲ့၄၃တိုက်ရင်မှုကမနေ့ကသူတို့လေရင်ဘုံမှကျပြီးတော့တေသွားပြီးအလောင်းရထားတယ်။တစ်လေးတစ်တိုက်ရင်မှုပြောင်းနေတယ်လို့ကချင်စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။စစ်ကောင်စီရဲ့တပ်မ88တပ်မမှုဘုံမှုချုပ်မင်းထုတ်ဦးဟာလည်း မိုးမောက်ကုန်းလောရွာအနီးတိုက်ပွဲမှာတိုက်ဆုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအချိန်ကလည်းတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ကောင်စီရဲ့112လေယာဉ်ကဘုံကျဲတိုက်ခတ်ရာတက်မမှုထိသွားပြီးတော့ဒဏ်ရာရတိုက်ဆုံခဲ့ခြင်းဖြစ်တယ်လို့ KIA ကအသိပေးထားပါတယ်။မိုးမောက်မြို့အနီးမှာရှိတဲ့ခမရ၄၃ခွန်တရင်နဲ့မိုးမောက်မြို့နယ်နော့မလန်အခြေစိုက်ခမရ၄၃တရင်တို့ဟာစင်ဘိုဘက်ကိုစစ်ကူလာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတရင်နှစ်ခုတည်းက နော့မလန်အခြေစိုက်ခမရ438တရင်ကို KIA ကမက်စလာတတိယပတ်အထဲကတိမ့်ပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။မိုးမောက်အနီးမှာရှိတဲ့ခမရ430တရင်ကိုတော့တိုက်ခိုက်ခြင်းမပြုရသေးဘူးလို့ပြောဆိုခဲ့ပါဗျ။အခု KIA ကအရှင်ဖမ်းမိထားတဲ့တရင်မှုနဲ့အသေးရရှိထားတဲ့တရင်မှုရဲ့အမည်များကိုဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့သိရပါဗျ။ခမရ131တရင်မှုပျောက်ဆုံးနေခြင်းဟာလေတိုက်ပွဲအတွင်းမှာတည်ဆုံသွားခြင်းသို့မဟုတ်ထွက်ပြေးသွားခြင်းဖြစ်နိုင်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ကောင်စီတပ်သား600နီးပါးအထိုင်ချနေထိုင်တဲ့အမ်းမြို့နယ်ဂဇူကိုင်းအနီးကတောဟိန်တောင်ဘူဟာကုန်းတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကရန်နဲ့ချီပြီးတော့တိုက်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောဟိန်တောင်ဘူဟာကုန်းကိုအရခတ်တပ်တော်အပါဝင်တော်လိုင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးဧပြီလ28ရက်နေ့မှာဘူဟာကုန်းတစ်ခုလုံးကိုအပီးပိုင်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ပြီးခဲ့တဲ့မတ်လ22ရက်နေ့ကနေစပြီးတော့ အဲ့ဒီဗျူဟာကုန်းကိုအရခတ်တက်တော်အေအေနဲ့တော်လိုင်းတက်ဖွဲ့များကပူးပေါင်းတက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတလကျော်ကြာမှာဗျူဟာကုန်းတစ်ခုလုံးကိုတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ရေးတရင်အမြင့်တကူးကတော့ရခိုင်ပြည်အတွင်းတိုက်ပွဲတွေထဲမှာအပြင်းထန်ဆုံးအထိကိုက်အများဆုံးလို့ပြောလို့ရမယ်။တိုက်ပွဲတလကျော်အထိကိုမယံမနာဖြစ်နေကြတာ။အေအေဘက်က drone နဲ့ပစ်တာတွေလက်နက်ကြီးနဲ့ပစ်တာတွေလုပ်တယ်။စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေများတယ်။ဒရအူလေစိတ်က jet fighter တွေလာတယ်။မကွေးလေစိတ်က jet fighter တွေနဲ့လာပစ်တယ်။ အမ်းမျိုးလေးစိတ်ကလည်း MI 39နဲ့လာပစ်တယ်လို့ပြောဆိုခဲ့ပါဗျ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တီရှိရာအမ်းမျိုးနဲ့ဂဇူကိုင်းကြီးရွာအနီးမှာရှိတဲ့တောဟင်းတောင်ဘူဟာကုန်းဟာစစ်ကောင်စီအတွက်အရေးပါတဲ့ဘူဟာကုန်းတစ်ခုဖြစ်ပြီးဘူဟာကုန်းမကြဆုံးရေးအတွက်အပြင်းထန်ခုခံနေတဲ့ဂျားကနေသိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။နောက်ထပ် AA ရဲ့သတင်းအရင်းမြစ်တအူးကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတချို့နဲ့တိုက်ပွဲတွေဖြစ်နေတာတွေရှိတယ်။ AA ကတော့ရှင်းလင်းရေးလုပ်နေတယ်။ကျွန်တော်တို့စရင်အရဆိုရင်တရာကျော်လောက်ကတော့စစ်ကောင်စီဘက်ကသေးတယ်။ ်ဒီထက်လည်းများနိုင်တယ်ပြီးတော့အရှင်ဖန်းစီရမိတာတွေရှိတယ်ထွက်ပြေးလွမြောက်သွားတာတွေလည်းရှိတယ်အဲ့ဒီဗျူဟာကုန်းမှာစစ်ကောင်စီတပ်သား600နီးပါးလောက်ရှိတာလေဒီကနေ့မနက်ပိုင်းအထိကိုတောင်အောက်ကိုဆင်းပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့တွေလိုက်လံရှင်းလင်းနေတယ်လို့ပြောဆိုခဲ့ပါတယ်တောဟင်းတောင်ဗျူဟာကုန်းတိုက်ပွဲအတွင်းမှာအာရခတပ်တော် AA နဲ့အတူလက်တွဲပြီးတော့တိုက်ပွဲဝင်နေတယ်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ PIO ပြည်သူ့လွတ်လပ်ရေးတပ်တော် PIA ကရဲဘော်နှစ်ဦးကြာဆုံးခဲ့ကြောင်းကိုတရားဝင် ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ် ်ဂဇူကိုင်းနဲ့မနီမဝေးမှာရှိတဲ့ကန်ထောင်ကြီးဒေသခံတအူးကစစ်ကောင်စီကလေချောင်းကနေပြစ်တာတွေပြီးတော့လက်နက်ကြီးတွေနဲ့လှမ်းပြစ်တာတွေတောက်လျှောက်လုပ်တယ်အလေကျောကန်ထောင်ကြီးညောင်ကန်ရွာတွေကိုတောက်လျှောက်ပြစ်နေတာပါဆွေချောင်းကြီးရွာဆိုရင်နေအိမ်တော်တော်များများမီးလောင်တယ်ပြီးတော့စင်ဦးတိုက်တဲကန်းတောက်ဂျိတ်ချောင်းနဲ့ကြောက်စင်ကြီးရွာတွေဟာလည်းအလားတူပဲလက်နက်ကြီးနဲ့ပြစ်ခတ်ရပြီးတော့အိမ်တွေမီးလောင်ကုန်တယ်ကြီးရွာသားတွေအကုန်လုံးကထွက်ပြေးနေရတယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိမှာ တောဟိန်တောင်ဘျူဟာကုန်းကမဲလက်မောင်နဲ့ဂဇူကိုင်းတဝိုက်ကိုထွက်ပြေးလွတ်မြောက်သွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်းနေကိုအရခတ်တက်တော်အေအေနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့များကနေမြေရှင်းလေးတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းပလောမြို့နယ်ပလမြို့မှာရှိတဲ့ရဲစခန်းနဲ့စစ်ကောင်စီစခန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ28ရက်နေ့ညနေ3:45မိနစ်ခန့်မှာပလမြို့ရဲစခန်းကို တူဒရုန်းတိမ်အဖွဲ့ကဘုံဒီနှလုံးညနေ၄နာရီခွဲအချိန်ကမှအဲ့ဒီတောင်ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီစခန်းကိုဘုံဒီတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွဲမှာစစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့တော့လေအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါဗါးပလရဲစခန်းကိုတိုက်ခိုက်မှုမှာတော့လက်နက်ကြီးဂွင်းတွေကိုဘုံဒီကြတဲ့အချိန်စစ်သား၄ဦးရှိတယ်တိုက်ခိုက်ခံရပြီးတဲ့အချိန်မှာပလရဲစခန်းကိုလူနာတင်ရင်နေအဝင်ထွက်ရှိတယ် အခုဆိုရင်ကျွန်တော်တို့ကစစ်ကောင်စီတပ်စခန်းတွေကိုနေ့စဉ်ရက်ဆက် drone နဲ့တိုက်ခိုက်နေတယ်။သူတို့ဘက်ကနေ့စဉ်ထိခိုက်မှုတွေရှိနေတယ်။ပြည်သူတွေကိုသူတို့ပေးခဲ့တဲ့အကြောက်တရားကြောမလုံးမှုဟာသူတို့လည်းတဖန်ပြန်ခံစားနေရပြီ။လက်နက်ကိုစွန့်ပြီးတော့ပြည်သူဘက်ကိုမျက်နှာမူဖို့အမြဲတမ်းလမ်းဖွင့်ထားပါတယ်။အကယ်၍ဆက်ပြီးတော့တွေးဝေနေမယ်ဆိုရင်အဆုံးသက်ကလှမှာမဟုတ်ဘူးလို့ဘေးခရိုင်အမတ်တဲတရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ဒါအပြင်တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်အတွင်းကိုစစ်ကြောင်းထိုးဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေဟာတိုက်ပွဲတွေပြင်းထန်ခဲ့ကြောင်းကိုလောင်လုံး PDF ကတာဝန်ရှိသူတဦးကပြောဆိုခဲ့ပါတယ်။ AP လ28ရက်နေ့မှာလောင်လုံးမြို့အောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား40ခန့်ပါတဲ့စစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကစစ်ပြဲကြီးရွာအနီးမှာပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာစစ်ပြဲဖုံကြီးကြောင်းတွေကိုဝင်ပြေးသွားပြီးတဲ့နောက်၄နိုင်ခန့်အကြမ်းမှာပြန်လည်ဆုတ်ခွာသွားပြီးလောင်လုံးမြို့တွေကိုပြန်ဝင်သွားတယ်လို့သိရပါတယ်။တိုက်ပွဲကတော့လောင်လုံးပကဖနဲ့ပူးပေါင်းတပ်ဖွဲ့တွေပေါင်းပြီးတော့တိုက်ကြတာပါ။ စစ်ခွေးသေးတဲ့စည်ရင်းကိုတော့မသိရသေးဘူးစစ်ခွေးတွေပြန်ဆုတ်တဲ့အချိန်မှာစစ်ပြဲရွာသားတအုပ်ကိုအကြောင်းမဲ့ဖမ်းဆီးနှိပ်ဆက်ပြီးတော့ဖမ်းသွားခဲ့တယ်လောင်းလုံးမျိုးတွေကိုရောက်တာနဲ့သူတို့ဘက်ကနေပြီးတော့တိုက်ပွဲဖြစ်ပွားရာဝင်းကျင်ကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့လောင်းလုံး PDF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်နဲ့ထန်းတော်ရင်မြို့နယ်အဆက်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ကောင်စီကရန်ကုန်မန္တလေးလမ်းဟောင်းနဲ့ဆက်သွယ်ထားတဲ့ကျေးရွာချင်းဆက်တဲ့လမ်းများကိုဖျက်ဆီးကာလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဧပြီလ28ရက်နေ့ညနေပိုင်းကစတင်ပြီးတော့အုတ်တွင်းမြို့နယ်နဲ့ထန်းတပင်မြို့နယ်အဆက်ကျွဲပွဲအရှိတ်စစ်တောင်းမြေကမ်းအနီးမှာရှိတဲ့ကျေးရွာများဖြစ်တဲ့မြို့စို ရေအိုးရွာစဉ်နဲ့တရတော်ရွာတို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်ကရန်ကုန်မန္တလေးလမ်းဟောင်းနဲ့ဆက်သွယ်ထားတဲ့ကျေးရွာချင်းဆက်လမ်းများဖြစ်တဲ့ကြောက်တိုင်ရွာလမ်း၊တပြေတန်းရွာလမ်း၊ဂုံမင်းတာရွာလမ်းများကိုမြေတူးဆက်များနဲ့ဖျက်ဆီးပြီးတော့အကြမ်းဖက်စစ်ကောင်စီကကျေးရွာများအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်ကပြည်သူများဝင်ထွက်သွားလာခြင်းတွေကိုပိတ်ဆို့ထားပြီးတော့ညအခါမှာလက်နက်ကြီးများအမြောက်များနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်ရေအိုးစင်ရွာဓမာယုံထိမှန်ပျက်စီးပြီး ်ပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်အဖြတ်ခံရတဲ့လမ်းကရန်ကုန်မန္တလေးရထားလမ်းအနောက်ဘက်မှာစစ်ခွေးတွေကအဲ့ဒီနားမှာနေရာယူထားတယ်လက်ရှိအချိန်ထိစစ်ခွေးတွေကရေအိုးစင်ရွာနဲ့တရတော်ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ကူယူပြီးတော့ရွာထဲကိုဝင်ရောက်နေတယ်တော်လိုင်းတပ်ဖွဲ့တွေနဲ့အပြန်အလှန်ပစ်ခတ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာ၅ရွာကျော်ကပြည်သူ၅00ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ26ရက်နေ့မှာရွှေကျင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးနေတဲ့အတွက်ကြောက်တန်းရွာ၊အင်ကနီရွာ၊တရက်ချောင်းရွာ၊ပဇင်းပင်ကြောက်ပုံစိတ်ရွာနဲ့ရုံတိုင်းရွာတို့ကပြည်သူ9816ဦးခန့်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီကစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်ကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခြင်းပြည်သူများကိုလမ်းပြအဖြစ်အသုံးပြုခြင်းအကြောင်းမဲ့ဖမ်းဆီးခြင်းတို့ကြောင့်ပြည်သူများအနေနဲ့ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။